ခြင်သေးကိုဖန်တန်းနဲ့မကြောက်မရွံ့ရိုက်ရဲတဲ့သူဒီလူကတော့ခြင်သေးကြီးတစ်ကောင်ရဲ့လက်ကိုဖျက်ကနေရိုက်ချလိုက်တာပဲဖြစ်ပါတယ်ပြီးတော့သူကခြင်သေးကြီးကိုကားခုံကိုဖျက်ဆီးအောင်လို့ဆိုပြီးတော့စူနေပါသေးတယ်ဒါပေမဲ့ခြင်သေးကြီးကတော့ဘာမှတော့ပြန်မလုပ်ရဲပါဘူးဘာလို့လဲဆိုတော့သူတို့တွေငယ်လေးကတည်းကဒီလူကြီးဖန်တန်းနဲ့ရိုက်တာကိုခံခဲ့ကြရလို့ပါပဲချင်းသေးရီအုတ်လိုက်ရန်ဖြစ်နေချိန်မှာတော့ သူဝင်လာရင်ငြိမ်ချသွားပြီးတော့ဖနှက်ချွတ်လိုက်ရင်တော့ချင်းသေးတွေကအတဲအတန်ကိုထွက်ပြေးကြရပါတယ်။ဒါပေမဲ့လည်းချင်းသေးတွေကသူ့ဖနှက်ကြောင့်ဒီလိုဖြစ်နေရတာတော့မဟုတ်ပါဘူး။တကယ်တော့ဒီလူကပိတ်သိမ်းရတော့မဲ့ဒရိစံယုံတယုံကိုကဲတင်ပြီးခဲ့ပြီးသူစုထားတဲ့ငွေတတော်များအကုန်ခံပြီးတော့ဒရိစံတွေကိုကျွေးမွေးဆောင်ရှောက်ခဲ့တာပါ။အခုသူ့ဖနှက်နဲ့ရိုက်နေတဲ့ချင်းသေးတွေဆိုရင်လည်းငငယ်လေးကလေးကသူကိုယ်တိုင်ဆောင်ရှောက်ပြီးခဲ့တာဖြစ်ပြီးတော့ချင်းသေးတွေကလည်းသူ့ကိုမိဘလိုမြင်နေတာကြောင့်သူ့စကားကိုနားထောင်ပြီးတော့ ရှမ်းမပြူကြတာပဲဖြစ်ပါတယ်ရှင်ဗီဒီယိုလေးအဆုံးလေးလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်